ဒီရသည်ပြိုင်ပွဲဆုံး16ပွဲမှာကလင်းရှစ်73ပွဲထိရတာကလေးနီးပြမီခေအိုင်ဒါရဲ့ defensive အနုပညာခန်းစစ်ကစားမှုကလင်းရှစ်တွေအများကြီးရောက်ယူနိုင်မှုအဲ့ဒါကလည်းအနုပညာတစ်ခုပဲဘောလုံးအားစားမှာက3မျိုးရှိတယ်နိုင်အောင်ကံမလားညံ့ရင်ရှုံးခံမလား ်တေးဆွဲခေါ်သွားမလားအဲ့၃ခုရှိတယ်ဒီနေရာမှာအတင်းတင်းကနိုင်အောင်ကန်နေဆိုတဲ့အပိုင်းမှာလည်းကစားကွက်ကောရလက်ကောပြတ်သားမှုကောပြီးပြည့်စုံအောင်နိုင်တဲ့အသင်းတွေရှိသလိုခံစစ်ကောင်းလွန်တာဖြစ်တဲ့အတွက်ရတဲ့တကူနှစ်ခုအသေးချထိန်းပြီးတော့ happy ending လို့ခေါ်တဲ့နိုင်ပွဲပုံဖော်တဲ့အသင်းတွေလည်းရှိတယ်အခုဒီရာသီမှာအာဆင်နယ်ကပွဲတစ်ပွဲကိုဗပောင်းစော်နေထိန်းချုပ်ပြီးတော့ပေးသက်စိတ်ကြိုက်ဖျော်ပြမှုကစားကွက်နဲ့ဆော့တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပွဲပြီးသွားရင်အာဆင်နယ်တို့နိုင်သွားမှာပါဆိုတဲ့ feeling မျိုးတော့အပြည့်ဝရတယ် ဘာကြောင့်ဒီလိုပြောနိုင်တာလဲဆိုတော့အာဆင်နယ်ရဲ့ခံစစ်ကယုံကြည်စိတ်ချရတယ်။ဘယ်တော့တော့ယုံကြည်စိတ်ချရဆိုဒီရာသီစုစုပေါင်းပြိုင်ပွဲစုံ16ပွဲအဲ့မှာပရီးမီးယားလိမှာ10ပွဲချန်ပီယံလိ4ပွဲခါလာပေါင်း2ပွဲပြိုင်ပွဲစုံ16ပွဲမှာအာဆင်နယ်ကကလင်းရှစ်73ပွဲရထားတယ်။သူတို့ဂိုးပေးရတဲ့3ပွဲရှိတယ်။အာပရီးမီးယားလိမှာဂိုးပေးရပါတယ်ဆိုတဲ့3ပွဲမှာလည်းတပွဲကိုတကိုးပဲပေးရတယ်။ပေးရတဲ့3ကိုးမှာ2ကိုးကတေကန်ဘောလို့ခေါ်တဲ့ free kick နဲ့တောင်းကန်ဘောနဲ့ပေးရတယ်။ကျန်တဲ့တကိုးကတော့ ကဘာအဆင့်တိုက်စစ်ကစားမဆိုပြီးတော်တော်များသမုံနေကြတဲ့ကျွန်တော်လည်းလက်ခံပါတယ်မန်စီးတီးရဲ့အာလန်ဟာလန်ရဲ့အတ္တိဖြစ်ဖြစ်နဲ့ပြီးလိုက်တဲ့ကိုကလွင်ကျန်တဲ့ဘက်မှာအာဆင်နယ်ကဒီယာဒီ16ဂုံမှာ73ပွဲတိကလင်းရှစ်ရတာတယ်ကလင်းရှစ်ရထားတာကဂုံယူစရာလားဒါကအလုံးအတွက်ချီကျူးစရာလားဆိုရင်တော့ချီကျူးစရာပဲလက်ရှိမော်ဒန်ဘောလုံးလောကမှာပဲဖြစ်ဖြစ်ခေဆက်ဆက်ပါပဲကြီးကြီးအတင်းတင်းနေနဲ့ဂုံမပေးအောင်လောက်ရတဲ့ပိုင်ကဘလောက်ထိခက်ခဲလဲဆိုတာမြင်နိုင်တယ်အခုနောက်ပိုင်းဆိုရင်ဒီချန်ပီယံလိမှာဆိုရင်ဟို တပတ်တာပွဲပေါ့လေအထူးသဖြင့်ဒီ we 3 re 4အဲ့လိုပုံစံမျိုးတွေမှာဆိုရင်တပတ်တွင်းကန်သွားခဲ့တဲ့ပွဲစီမှာဆိုစံချိန်တင်ဂိုးတွေပါမြင့်တက်နေတာတွေ့ရတယ်ဒါပါလဲဆိုတော့မင်းလည်းသွင်းငါလည်းသွင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပို့ပြီးရဲတင်းတင်းဆော့လာကြတဲ့အတွက်ဂိုးပေါင်းတွေတအားတက်လာတွေ့ရတယ်တချို့ပွဲစီမှာတော့ဂိုးသိမ့်မရှိဘောလေဒါပေမဲ့ကျွန်တော်မော်ရန်ဘောလုံးကမှာအသင်းကြီးကဂိုးများများသွင်းလိုက်တာကိုမြင်ရတယ်ဒီဘက်မှာအာဆင်နယ်ကတိုင်ဘက်ကိုအခွင့်အရေးတွေအများကြီးမပေးဘူး သူတို့ကိုယ်တိုင်လည်းအခွင့်အရေးတွေအများကြီးရတယ်ဆိုတာထက်ရသည့်နဲ့ chance မျိုးမှာပဲ risk UV တိုက်တယ်ရတဲ့တကိုးနှစ်ကိုအသေးချာထိမ့်သိမ့်တယ်သူတို့ခံစစ်ကဲမာဂုံကိုပြာပြီးတော့ clean ship ပါယူသွားတယ်အတင်းတင်းနိုင်တဲ့အခါမှာ clean ship ပါရတယ်ဆိုတာအကုန်လုံးမှတ်ပဲကဲကျွန်တော်စပြောလိုက်အောင်အာဆင်နယ်အသင်းဒီရသည့်မှာပေးထားတဲ့ဂိုးတွေမှာဆိုလီဗာပူးမန်ချက်စတာစီးတီးနယူကာဆယ်ကိုပေးထားရတယ်ပရီးမီးယားလိမှာ16ဂိုးသွင်းတယ်3ဂိုးပေးထားရတယ် Champions League မှာ17ဂိုးသွင်းတယ်ပေးဂိုးမရှိခါရာဘောမှာ4ဂိုးသွင်းတယ်ပေးဂိုးမရှိတော်တော့ဒါတကိုးနဲ့ အမှတ်ရတဲ့ပွဲစဉ်က၄ပွဲရှိတယ်။၂ကိုးနဲ့အမှတ်ရတဲ့ပွဲစဉ်က၇ပွဲရှိပြီးတော့၃ကိုးနဲ့အမှတ်ရတဲ့ပွဲစဉ်က၂ပွဲရှိတယ်။၄ကိုးသွင်းတဲ့တပွဲရဲ့၅ကိုးသွင်းတဲ့တပွဲရဲ့ဂိုးမရခဲ့တဲ့ပွဲတပွဲအဲလပဝုကိုရှုံးခဲ့တဲ့ပွဲမှာဂိုးမရအောင်ဒီချက်လေးကြည့်မယ်ဆိုအာဆင်နယ်က၂ကိုးရတဲ့ပွဲစဉ်၇ပွဲတိရှိခဲ့တယ်။ဒါပါလို့ဆိုအာဆင်နယ်ကပထမတစ်ကိုးသွင်းတယ်ဒုတိယတစ်ကိုးထိုက်ရတယ်။ Okay ဒီပွဲကငါတို့ခေးသက်ဂိမ်းလုပ်လိုက်မယ်။နှစ်ကိုးတော့ဆိုတော်ပြီ။ဒါအာဒီဒါရဲ့ခုနောက်ပိုင်းပြောင်းလဲလာတဲ့ logic ။တချိန်တော့ကျွန်တော်တို့သိခဲ့တဲ့အာဒီဒါအဲ့လိုမဟုတ်ဘူး။အာဒီဒါကဂိုး နှစ်ကိုရလာဆက်သွင်းသုံးကိုရလာဆက်သွင်းလေးကိုရလာဆက်သွင်း highlight ဘက်ကိုတော့ရှောက်တင်ဆော့တယ်။ကိုကပြိုင်ဘက်ကိုနိုင်ရင်နိုင်နိုင်လို့ရတာမှတ်ပြီမဲ့ဂျောင်းပိတ်ရိုက်ခံရတဲ့အသင်းတသင်းကတခါကျရင်ကိုရီဘက်ကိုပြန်ပြီးတော့ခေါင်နာအတက်နဲ့ဂိုးသွင်းသွားတာရှိတယ်။အဲ့တော့နိုင်ရင်တော့ဂိုးပြတ်နိုင်တာမှတ်ပြီမဲ့တကူစားနှစ်ကိုစားပြန်ပြီးလိုက်ရတယ်။တချို့နိုင်မယ်ထင်ပြီးအတကုံဆော့တဲ့ခါမှာပြိုင်ဘက်ကဗျူဟာရီအောက်မှာဂိုးပြတ်ရှုံခဲ့တဲ့ပွဲတွေလည်းရှိတယ်။ကျွန်တော်မှတ်မိပါသေးတယ်မနစ်ကကျွန်တော်တို့အက်စတွန်ဘီလာကိုနှစ်ကိုးပြတ်နိုင်နေတယ်။ဒါပေမဲ့ဘာဖြစ်လဲ။တူတူကြသွားတယ်။ အဲ့လိုပွဲတွေကအရင်တမျောစရာကောင်းတယ်ဒီရသည်မှာအာဒီတာ စာတက်လာခဲ့တာကငါတို့ဂိုးတွေအများကြီးမသွင်းဘူးโอเคဒါပေမဲ့သွင်းလိုက်တဲ့ဂိုးတွေကလည်းငါတို့ပွဲပြီးတဲ့ခါမှာအမှတ်ပြည့်ရရမယ်ဆိုတဲ့ feeling မျိုးနဲ့ defense ကိုလုံးလုံးချုံလုံသွားတယ်ဒါကပါလဲဆိုတော့နီးပြတောက်ကရင်းကျက်လာမှုနီးပြတောက်ကပွဲနဲ့ပတ်သက်ပြီးတော့ရမှတ်ရလက်ပိုင်းကိုဥတည်သွားတဲ့အပိုင်းတွေပေးသက်တည်းပြင်ပဝေဖန်သူတွေငါတို့အတကုံချီချူးအောင်ဂိုးတွေအများကြီးသွင်းမယ်ဆိုတော့ကိုမသွားတော့ဘဲနဲ့ ဒီရလက်တွေရမှတ်တွေကယာတိကုံတဲ့ခါကျရင်ငါတို့ supply ရရမယ်ဆိုတော့ efficient ဖြစ်မှုဘက်ကိုသွားတယ်ဒါ aider ပေါ့ဘယ်ကစားသမားတွေရဲ့ဒီယာတိပွဲကိုချင့်ကပ်မှု နိုင်ပွဲပုံဖော်တဲ့ခါမှာအရေးပါမှုအဲကြောင့်မို့အာဆင်နဲ့ဒီယာတိပြိုင်ပွဲစုံ16ဝန်းမှာရမှတ်ဖိတ်စင်တဲ့ပွဲကနှစ်ပွဲပဲရှိတယ်မော်ဆန်လာပါကြီးရဲ့ဆိုတော့ liverpool တင်းရဲ့ super swine ကန်သွားတဲ့ free kick ကြောင့်ရှုံးတဲ့ပွဲရဲ့အလန်ဟာလန်ကိုသူမီကိုရီမာတီနယ်လီပြန်ပြီးခြေပနိုင်ကလေးလို့ဝမ်ဝမ်တေကြလို့နှစ်မျက်ရောက်ခဲ့တဲ့ပွဲဒီရသည့်အာဆင်နယ်က16ပွဲမှာ နှစ်ပွဲမှာငါးမှတ်ကြပြောက်ခဲ့ရလို့ကျန်တဲ့ပွဲတွေမှာတော့ရမှတ်တပွဲကို၃မှတ်၃မှတ်၃မှတ်တခြားသိမ်းနိုင်ခဲ့တယ်။အဲ့တော့အာဆင်နယ်တင်းပို့ပြီးရင်ကျက်လာတဲ့ကစားသမားတွေပို့ပြီးကုံပုံမိလာတဲ့ဒါတော့မှဒဏ်ရာတွေရာတွေကရှိရလူနဲ့ဖြုတ်နေရတာနော်။ဒဏ်ရာတဲ့ကစားသမားအခုကျွန်တော်ကြည့်တော့6ယောက်လောက်ရှိတယ်။အဲ့ဒီ6ယောက်ကလည်း first line နဲ့ကစားသမားတွေ။အရင်တော့အာဆင်နယ်သားဆိုရင်သွားပြီး ပေါ်ထွက်ဆက်တယောက်ထောင်းထောင်းမိပဲရှိတာအဲ့ထက်ရတယောက်သွားပြီဆိုရင်အသင်းကဘာလို့လို့ညာလို့ဖြစ်သွားဒါပေမဲ့အခုအရန်ကစားသမားနဲ့ first time နဲ့ကစားသမားကြားထဲမှာ quality အရန်မကွာတာဖြစ်တဲ့အတွက်အသင်းက rotation လုပ်ပြီးကောင်းကောင်းလေးသွားနိုင်တယ်နောက်တစ်ချက်က arsenal အသင်းမှာနှစ်သင်းစာခန့်စစ်ကစားမရှိခြင်းနှစ်သင်းစာလို့ဘာလို့သုံးလို့လဲဆိုတော့ arsenal အသင်းရဲ့ခန့်စစ်အရန်ကစားသမားတွေကအခြားအသင်းတစ်သင်းမှာဆိုအဓိကကစားသမားတွေဖျက်ရလို့တဲ့ဒီ quality အရန်မကွာ arsenal အသင်းအတွက်ဒီရဒီမှာပိုးကြီးအများကြီးဆော့ထားတဲ့ကစားသမားကဒီ ကျွန်တော်တို့ပွဲထက်ကစားမ၄ဦးထဲမှာဆိုရင် GBM မကာကြီးက16ပွဲထိဝင်ဆော့ထားတယ်14ပွဲပွဲထက်ထားပြီးတော့2ကိုးသွင်း3လုံးဖိုင်ထားတယ်ကြိုင်ပွဲစုံရရမှာနော်ဂျူရီယန်တင်မာက15ပွဲမှာ12ပွဲထိပွဲထက်ထားပြီးတော့2ကိုးသွင်း2ကိုးဖိုင်ထားတယ် ASEAN တရားနေပြန်လာခဲ့တဲ့ကစားမမိနစ်တည်းကတောက်လျှောက်ခြေစွမ်းနေပြနေခဲ့တာဝီလျံဆာလီဘာဒီအတိမဒယန်ကြောင့်တချို့ဝေးမပါခဲ့ရတယ်မှိမ့်မဲ့73ပွဲမှာ12ပွဲထိပွဲထက်ထားတယ်2ကိုးဖိုင်ထားတယ်နောက်တော့ကကာလာဖီယိုရီ မနေ့ကဒယာမင်းသားကြီးပါဆိုပြီးကျွန်တော်တို့ကိုယ်တိုင်တော့မှအမလို့အမရဖြစ်ခဲ့တဲ့ကာလာဖြူဒီကဒီရသည်ဆက်တပွဲလုံးပွက်ထက်ကစားထားတယ်တကိုးသွင်းနှစ်ကိုးဖိုင်ထားတယ်ဒီမှာအရန်နဲ့ကကစားမလေးဖြစ်တဲ့မော့ကွဲရဆာလီဘာကြောင့်ဝင်ဆော့ခဲ့ရတာဒီအခါကျရင်ဂီဗီယမကာကြီးကြောင့်ဝင်ဆော့ခဲ့ရတဲ့ပွဲသူရှိအဲ့မှာသူကဆက်တပွဲဒီဝင်ဆော့ထားတယ်၅ပွဲတော့ပွက်ထက်ထားတယ် စကယ်လီယာ12ပွဲမှာ၄ပွဲပွက်ထထားတယ်ဘန်ဝိုက်က6ပွဲဝင်ဆော့ထားတယ်၄ပွဲပွက်ထထားပြီးတော့ဟင်ကာဘေးက9ပွဲထိဝင်ဆော့ထားတယ်2ပွဲပွက်ထထားတယ်အဲ့တော့အာဆင်နယ်တင်းအရင်ကစားသမားတွေမှာပွင့်နေတဲ့ပဲဆော့တဲ့ကစားသမားရှားတယ်မဆော့ရပါဘူးဆိုတဲ့ကစားသမားတော့မှ9ပွဲ6ပွဲရှိတယ်ပွဲထခွင့်ရတာတော့နည်းတာပေါ့လေဒါပေမဲ့ဝင်ဆော့ရတယ်ဒါကဘာလို့ဆိုလဲဆိုတော့အာရီတာကခုနောက်ပိုင်းအရင်ကကစားသမားတွေကိုလည်းမိနစ်အချို့ပေးပေးဆော့တယ်ဒါကဘာလို့ဆိုတော့အရှိကပွဲထကစားသမားတယောက်စုံတစ်ခုဖြစ်သွားခဲ့သည်ရှိတော့ အသင်းရဲ့ဒီ defensive line အခြားကစားသမားတွေနဲ့ကွန်ဘိုမိနေအောင်ကောင်းမွန်တဲ့ relationship တစ်ခုရှိနေအောင်ထိန်းချောင်းပေးပြီးတော့ rotation လုပ်သွားတွေ့ရတယ်။အိုက်ဒါအဲ့လိုမျိုးရင်းချက်လာတာကိုတကယ်ကျွန်တော်ကြိုးစိုးတယ်။ကျွန်တော်မှတ်မိတယ်လုံခဲ့တဲ့နှစ်နှစ်သုံးနှစ်ကကျွန်တော်တို့အိုက်ဒါနဲ့ပတ်သက်ပြီးတော့ ဒီ7ယောက်ပြင်နောက်လူတွေတိတ်ပြီးမတုံရဘူးလူငယ်တွေကိုထဲရမှလဲဝန်လေးတယ်ဘာညာနဲ့ကျွန်တော်တို့လူစားလဲရနောက်ကျရဘာညာကျွန်တော်တို့အမှုအမြဖြစ်ခဲ့တယ်အာရီတာနဲ့ပတ်သက်ပြီးအဲ့လိုတွေကျွန်တော်တို့သုံးသပ်မိရပေါ့လေဒါပေမဲ့အာရီတာခုလိုမျိုးရင်းကျက်လာတဲ့ကောင်းလာတဲ့ခါမှာလဲကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးအတိမတ်ပြုရမယ်တကယ်အာရီတာရင်းကျက်လာအရင်လိုမျိုးလောဘတကြီးနဲ့ highline defense အရန်တင်တိုက်တာမျိုးမတွေ့ရဘူးနောက်တစ်ချက်က DMCM winger အဲ့ဒီကစားသမားတွေကိုပါ off the ball movement ညီမခံစစ်ကိုစင်းကူကိုင်းတဲ့အပိုင်းနေအခု modern ball လောက်ကမှာ နီးပြတွေကကစားမတွေအရန်တောင်းဆိုတယ်ဒါပေမဲ့တခုရှိတာကနီးပြတယောက်ဘလောက်တော်တော်ကိုင်းထဲမှာစော့နေတဲ့ကစားမတွေအဲ့နီးပြအတွက်ပေးဆက်ခြင်းအောင်မဒီမှာအာရီတာကာလရှိ9နှစ်6နှစ်လောက်အချိန်ယူခဲ့တဲ့လူစင်းကအာရီတာအတွက်ဆိုဘာမှမစုလုံပေးတယ်အဲ့ဒါဘာတွေသွားမြင်ရလဲဆိုတော့ဝင်းငါမှာစော့တဲ့တောင်ပင်ကစားမခန်းစစ်တီစင်းကူတဲ့အပိုင်းတွေမှာလုံအောင်အပြည့်စော့တယ်ဒီယန်ကစားမဇူီမန်ဒီတို့စီယန်ကစားမဒီအရင်ကဒီယန်ပေါ့လေအဲ့ဒီကစားမဖြစ်တဲ့ဒီဂရန်ရိုက်တို့ကအစခန်းစစ်တီစင်းကူပေးတယ် ညာဘက်ချမ်းမှဆိုလေဒီဘန်ဝိုက်တို့တင်ဝါတို့ဘက်ချမ်းကိုဘူကောက်စားကောက်ကစားမဆင့်ကူပြီးဒါလေးကြည့်လိုက်မယ်ဆိုအာဆင်နယ်သင်းကနောက်တန်းကစားမတွေဘက်စလိုက်ဖြစ်ဖြစ်နဲ့အရှိ့ကိုတအားတက်တယ်ဆိုရင်တော့မှတစ်ဖက်ပြိုင်ဘက်ကခေါင်နာပြန်ပေါက်လာတဲ့အပိုင်းတွေကိုကွေးလေကစားမတွေဟန်ချင်ချင်ပြန်ပြီးထိန်းချောင်းသွားတယ်ဒါကအာဆင်နယ်သင်းနေနဲ့ရှေ့ကိုတိုက်စစ်စင်တဲ့အခါမှာခန်းစစ်3တန်းပုံစံလှုပ်ထားတဲ့ဆိုမြက်တကယ်ကပြိုင်ဘက်ကကိုယ့်ဘက်ကိုပြန်ပြီးကောင်တာတက်လှုပ်တဲ့အခါမှာအာဆင်နယ်သင်းရဲ့ခန်းစစ်က3ယောက်အပြုံမှာ9ယောက်9ယောက်ထိ တိုးဝါလာပြီးတော့တဖက်ကစားသမားတွေရဲ့ပြေးလမ်းကြောင်းတွေကိုပါပိတ်ဆို့သွားတွေ့ရတယ်။အဲ့မှာဘာတွေ့ရသော်အာဆင်နယ်ကပြန်ပြက်ကက်ကောင်နာပလင်းစနစ်ကို intersection လို့ခေါ်တဲ့ဂျားဖြတ်လူမှုတွေကောင်းကောင်းလုပ်သွားနိုင်တယ်။အဲ့ဒီချက်တွေ့ရတယ်။နောက်တစ်ချက်ကကျတော့ဒီရာသီမှာသတိထားမိတာ အာဆင်နယ်ကပြန်ပြက်ကိုအခွင့်အရေးတွေအများကြီးမပေးဘူး။ Okay မင်းတို့ကန်ညင်ကန်ဒါပေမဲ့ဂိုးပေါက်တဲ့ကန်သွင်းရလောက်တဲ့အထိအနေရပေးနိုင်တဲ့အနေထားမျိုးမရအောင်တားဆီးတယ်။ ဲ့တော့အာဆင်နယ်သင်းနဲ့တွေ့တဲ့အသင်းအနေနဲ့ကစားဖို့နေနှိပ်ကွေးသွားတယ်တောင်းဝင်မှာပဲမလိုလားအက်တစ်နော်မယ်ပက်စတီပဲပေးရတယ်ကံမယ်ဆိုလဲဝေးရကံတာဖြစ်တော့တော့ဂိုးပေါက်မတည့်ဘူးအဲ့တော့တပွဲပြီးသွားတဲ့ခါမှာအာဆင်နယ်သင်းပြန်ဘက်ကိုဂိုးပေါက်တည့်အကန်ခံရတဲ့အချိန်ကြီးကတချို့ပွဲဒီမှာ0အခုနောက်ဆုံးစလာဗီးယားပရာဟာအသင်းနဲ့ပွဲစဉ်မှာတော့ဒီဂိုးပဲဂိုးပေါက်တည့်ကံချက်ပေးရတယ်ဒါအောင်ကြည့်မယ်ဆိုအာဆင်နယ်ကပွဲတစ်ပွဲကိုဘယ်လိုနိုင်အောင်ကစားရမလဲโอเคငါတို့ဒီပွဲကိုနိုင်ကျင်လို့ဆိုငါတို့ရထားတဲ့ဂိုးကိုဘယ်လိုထိန်းသိမ်းရမလဲ ပြန်ဘက်ကငါတို့ဂိုးသွင်းသွားနိုင်ရှိတဲ့အခြေအနေတွေကိုဘယ်လိုစောစီးကြိုတင်ကာကွယ်ရမလဲတက်တဲ့ဒီမှာဂိုးသမားစီမရောက်အဲ့တော့ပွဲပြီးတဲ့အခါမှာရိုင်ယာဒီနဲ့တိတ်အလုံးမများခဲ့ဘူးဆိုတာကအရှိကခန်းစစ်သားမတွေကွင်းလယ်ကစားသမားတွေကသူ့စီဘောလုံးမြောက်ဖို့အတွက်အထက်ထပ်ပြစ်ဆို့ဆော့ပါဒါကရိုင်ယာရဲ့မချစ်ကယ်မှုမန့်တွေကာကွယ်မှုတွေကောင်းတာကိုလည်းကျွန်တော်တို့အတိမဲ့ပြုတ်ခဲ့တဲ့အချိန်ကြီးရှိခဲ့ပါတယ်အခုအချိန်မှာဆိုရိုင်ယာအတွက်ဆိုရင်တော့ကောင်းမွန်တည်တက်ပြီးစနစ်ကျတဲ့အရှိကခန်းစစ်ကွင်းလယ်ခန်းစစ် ွင်းလက်ကစားမကြီးတောင်ပင်ကစားမကြီးဆင်းပြီးဖြတ်တဲ့ကြားထဲမှာရိုင်ယာအနေနဲ့တတ်တောင်းတတာပဲကလင်းရှစ်တွေထောက်ချောက်ယူနိုင်တာတွေ့ရတယ်။အဲ့တော့ဒီယာဒီမှာလည်းသူကလင်းရှစ်တွေခက်ပြက်ပြက်ဥဆောင်လာတွေ့ရတယ်။ကျွန်တော်ကြည့်ရတဲ့လောက်တော့သူကကလင်းရှစ်ခုနှစ်ပွဲထိရာပြီးသွားပြီ။ဆယ်ပွဲကံပြီးတဲ့အချိန်မှာဒီမှာဒုတိယနေရာကလင်းရှစ်အများဆုံးဆိုတဲ့သူတွေကိုကြည့်တော့ငါးပွဲပဲရှိသေးတယ်။အဲ့တော့ရိုင်ယာအနေနဲ့ဒီနှစ်မှသာ၃နှစ်ဆက်ရွှေလေးစုရတာဖြစ်သွားမှာပေါ့လေ။အဲ့တော့ဒီယာဒီမှာအာရီတာတွေနဲ့ရင်းချက်လာတယ်။ ကစားမားတွေကဒဏ်ရာရှိရဆိုပေမဲ့ဝင်ဆော့တဲ့ကစားမားတွေက quality မတိမ်မြင်းဝင်ပြီးဆော့နိုင်တယ်နောက်တစ်ချက်ကလောကနှုံးအပြည့်ဝဆော့တဲ့အသင်း player တွေကြောင့်အာဆင်နယ်တည်ရန်ခံစစ်နဲ့ဂိုးသမားကတတောင့်တတာနဲ့ defense ကိုလုံခြုံလုံနိုင်ခဲ့တယ်နောက်ဆုံးတစ်ချက်ကတော့အိုက်တာနီနဲ့နိုင်ပွိုင်းနဲ့ပတ်သက်ပြီးတော့ဂိုးတွေအများကြီးရဖို့ဆိုတဲ့လောဘထက်စာရင်ရှိပြီးသားဂိုးတွေကိုဘလို့နိုင်ပွိုင်းဖြစ်အောင်ပုံဖော်မလဲဆိုတဲ့အပိုင်းမှာ smash ကြကြဖြတ်တန်းလာတယ် အမြင်သာဆုံးပြောရမယ်ဆိုရင်တော့ခါလာပေါင်ဖလားလို့ပွဲစဉ်မှာအရန်၁၀ရောက်ထိဝင်ပြီးတုံးသွားပြီးတော့နောက်ပွဲစဉ်အတွက်လူအပြည့်ဝချမ်းသာပါလေဒီနေရာမှာအရန်နေဝင်ဆော့သွားပါဆိုတော့ဘန်ဝိုက်တို့လို့စကယ်လီတို့ကစားသမားတွေပါလာခါမှာအဲအရန်မှမှုတ်တာဆိုပြီးပြောကြလူရှိတယ်ဒါပေမဲ့ကျွန်တော်တို့သတ်မှတ်ထားတဲ့ first line နဲ့ကစားသမားရဲ့ second line နဲ့ကစားသမားရဲ့ဆိုရင်တော့ကျွန်တော်တို့အရန်ဖြစ်ပဲခွဲခြားပြောရမယ် ဒီလိုကစားမကြီးတိတိချိန်ညာရင် first line နဲ့တရောက်လာတဲ့ခါကျရင်လေအဲ့ first line နဲ့ကစားမကြီးတွေအမအရင်ရောက်သွားတဲ့ကစားမကြီးကျွန်တော်တို့ second line နဲ့ဖြစ်ပဲအရင်ဖြစ်သုံးတော့မှာပေါ့လေကဲညီကိုတော့ဘယ်လိုထင်လဲအိုက်တာရင်းချက်လာမှုနဲ့တူဒီရဒီမှာပြိုင်ပွဲစုံရရမှာအဆင်တို့ major flaw ဘယ်နှခုယူနိုင်မယ်ထင်လဲခေါ်မှာလွတ်လပ်စွာဝင်ရောက်ရေးသားပြီးတော့ပါအောင်အဆုံးထိကြည့်တယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ်ဘောလုံးဝိုင်းနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းပြကစားကြည့်လို့ဆိုတော့ဗိုက်ဘာဖုန်းနဲ့တုံညာကို466 463တုံညာ3တိန်နံပါတ်တုံညာကို9593ခေါင်းတွေရတော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးဝိုင်းနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့စော့ခြင်းနဲ့တခုခုမရှင်းမလင်းတာရှိရင်ကျွန်တော်စီမှာမေးခြင်းနဲ့ဆိုတော့အားလုံးကျွန်တော်စီမှာလာပြီးဆော့ဖို့အတွက်ဖိတ်ခေါ်ပါတယ်မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုအားပြုလို့ရပါတယ်